တခါတုန်းကတောထဲမှာမြောက်တကောင်နေထိုင်ခဲ့တယ်။အဲ့ဒီမြောက်ဟာအမြဲတမ်းခုံဆော့ခုံဆော့နဲ့လမ်းလျှောက်တဲ့အတွက်သူ့ကိုစပရင်လိန်လို့ခေါ်ကြတယ်။စပရင်ဟာသူ့ပိုင်ဆိုင်သမျှအားလုံးကိုရောင်းချပစ်ပြီးရရှိလာတဲ့ပတ်စံနဲ့ကဘာနဲ့ခီးစားထွက်တဲ့စပရင်ဟာကဘာအသေးဆုံးနဲ့အကြီးဆုံးအံ့ဩဖွယ်ရာတွေကိုတည်ခြင်းနဲ့စပရင်ဟာတရွာကနေတရွာတစ်မျိုးကနေတစ်မျိုးခီးဆက်ခဲ့ပြီးအစားအစာနဲ့နေထိုင်ရေးအတွက်ကိုတော့သူ့ရဲ့လုပ်အားနဲ့လဲလှယ်ပါတယ်။ စပရင်ဟာပျော်ရွှင်တဲ့အမြောက်တကောင်ဖြစ်ပြီးလူတွေကိုကူညီရတာကိုနှစ်သက်တဲ့တနေ့မှာစပရင်ဟာတရိတ်ဆန်အကောင်နှစ်ဆက်နေထိုင်တဲ့ဇက်ပါဆိုတဲ့ရွာကိုဖျက်ခဲ့တယ်။အဲ့ဒီမှာစပရင်ဟာဖြန်အိုကြီးကိုမြင်လာကြောင့်ဖြန်အိုကြီးစီကိုရှောက်သွားလိုက်ပြီးဟဲလိုဖြန်အိုကြီးခင်ဗျာဒီနေ့ခင်ဗျားရဲ့ဥယျာဉ်အလုပ်ကိုကျွန်တော်ကူလုပ်ပေးမယ်ဆိုရင်ကျင်နာတော့အဖြစ်စားစရာတစ်ခုခုကျွန်တော်ကိုပေးပါလို့ပြောလိုက်တယ် ချန်အိုကြီးကသဘောတူလိုက်ပြီးစပရင်ကိုဥယျာဉ်အလုပ်တချို့နဲ့အိမ်ပတ်ဝန်းကျင်ကပစ္စည်းတချို့ကိုပြင်ဆင်ခိုင်းလိုက်တယ်။ဒီနေ့ဟာစပရင်အတွက်ရှည်လျားပြီးပင်မနေ့နေ့တနေ့ဖြစ်ပေမဲ့သူပျော်ရွှင်နေခဲ့တယ်။ညနေခင်းမှာတော့ကြီးမားတဲ့တသားစပွဲပေါ်မှာခင်းကျင်းထားတဲ့အစားအစာတွေအများကြီးရှိနေပြီးလူတိုင်းကလည်းသူတို့ရွာကိုသူရဲကောင်းတယောက်ရောက်လာတယ်လို့မျိုးချီးကျူးဂုဏ်ပြုကြတယ်။အဲ့ဒီညမှာအားလုံးဟာအလွန်ပျော်ရွှင်နေကြတယ်။ပါတီပွဲကြီးတစ်ခုလိုပါပဲကအစားကြတဲ့စပရင်ဟာအမှန်တကယ်ပျော်ရွှင်ခဲ့ပါတယ်။ နောက်နေ့နေ့မှာစပရင်ဟာခီးထွက်ခွာသွားဖို့အဆင်သင့်ဖြစ်နေတဲ့အခါမျိုးဝန်းမှာမျက်ရည်တွေအပြည့်နဲ့ချန်အိုကြီးကစပရင်အနားကိုချင်းကပ်လာပြီးညစာစားပွဲမှာဆုံရတာကျေးဇူးတင်ပါတယ်အချိန်ရတဲ့အခါကျေးဇူးပြုပြီးပြန်လာပါကွာငါမှမင်းရွယ်လောက်ရှိတဲ့အားလေးနှစ်ယောက်ရှိတယ်သူတို့ကိုမတွေ့ရတာတနည်းရှိပြီမင်းနဲ့အတူရှိနေတဲ့အချိန်ကငါသားတွေကိုတတိယစီရဲလို့ပြောလိုက်တယ်စပင်လည်းဘာပြောရမယ်မသိဖြစ်သွားတာကြောင့်ချန်အိုကြီးကိုသူ့အဖေလိုမျိုးပွေဖက်ပြီးတနည်းပြန်လာမယ်လို့ဂတိပေးပြီးသူ့ရဲ့ခီးကိုစပီးထွက်ခွာခဲ့ပါတယ် စပရင်ဟာအချိန်ကြာကြာလမ်းလျှောက်ပြီးလို့ပင်ပန်းသွားတဲ့အချိန်မှာလမ်းမှာဓာပြနေအောင်နဲ့တွေးတော့တာပါပဲ။အဲ့ဒီဓာပြတွေကသူ့ကိုတွန်းလဲပြီးသူ့ရဲ့အိတ်ကိုယူသွားကြတယ်။ဓာပြတွေစပရင်ရဲ့အိတ်ကိုကြည့်တဲ့အခါချိုးတချောင်းကရိယာတချို့နဲ့ပေါင်းမုတ်တချို့ကိုပဲတွေ့တယ်။ဒါကြောင့်ဓာပြတွေဟာစပရင်ရဲ့အိတ်ကိုမြေပြင်မှာပြစ်ချလိုက်ပြီးထွက်ပြေးသွားကြတယ်။စပရင်ကတော့သူ့ရဲ့ကြောကိုအိတ်ကိုကောက်ယူပြီးခီးဆက်ခဲ့ပြန်တယ်။ ြီးတော့ Spring ဟာကမ္ဘာမှာရှိတဲ့အကောင်းဆုံးရဲ့အကြောင်းတွေကိုတွေးကြည့်လိုက်တဲ့လမ်းဟာရှေလျာကိုပြတ်နေပြီးနောက်ဆုံးမှာသူဟာတောကြီးမြင့်ကြီးတစ်ခုကိုရောက်သွားတယ်ခီးဆက်နိုင်တဲ့တစ်ခုလေးတော့ဤကတောကိုဖြတ်သွားရမှာပဲဖြစ်တယ် Spring ကတနာဤတာတာလောက်လမ်းလျှောက်ပြီးချိန်မှာတော့သူမျက်စိလဲနေပြီဆိုတာကိုသိလိုက်ပါတယ်ဒါကြောင့်သူဟာအနားယူဖို့တစ်ပင်ပေါ်တက်လိုက်ပြီးရွာသားတွေပေးလိုက်တဲ့ပအောင်မှုတချို့ကိုစားဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာတောရဲကအကူအညီအော်တောင်းနေတဲ့အတန်တွေကို Spring ကြားလိုက်ရတယ် ဒါကြောင့်တစ်ပင်ပေါ်ကဆင်းပြီးအတန်တွေလာရဘက်ကိုစပင်ပြေးခဲ့တယ်။အတန်လာတဲ့နေရာကိုစပင်ရောက်သွားချိန်မှာတော့စောစောကသူ့ကိုတပြတ်တိုက်ခဲ့တဲ့ဓာပြနှစ်ယောက်ကိုတွေ့လိုက်ရတယ်။အဲ့ဒီဓာပြတွေဟာမြေကြီးနဲ့ကြီးထဲမှာထောင်ချောက်မိနေကြတယ်။နှစ်ယောက်လုံးထောင်ချောက်မိပြီးမထွက်နိုင်လို့အကူအညီတောင်းနေကြတာပဲဖြစ်တယ်။ ပရင်ဟာသူ့ရဲ့ကြောဘိုးအိတ်စီကိုမြင်မြင်ရောက်သွားပြီးအခြေကကျိုးကိုဆွဲထုတ်လိုက်တဲ့ကျိုးရဲ့အစွန်းတစ်ဖက်ကိုတစ်ပင်တစ်ပင်မှချီထားပြီးအခြားအစွန်းတစ်ဖက်ကိုရင်းထဲကိုပြစ်ချပေးလိုက်တဲ့တပြက်နှစ်ယောက်လည်းကျိုးကိုဆွဲပြီးဘေးကင်းကင်းနဲ့မြင်မြင်တက်လာကြသည်တပြက်တွေဟာစပရင်ကသူတို့ကိုကယ်လို့အံ့ဩကဲဒါပြက်တစ်ယောက်ကဘာကြောင့်ငါတို့ကိုကူညီတာလဲတို့ကမင်းကိုတွန်းလဲချပြီးဒါပြက်လိုက်ဖို့စောစောကပဲစူးစမ်းခဲ့တာလေးလို့ပြောလိုက်တယ်အဲ့ဒီအခါစပရင်က ီကဘာမှာလူကောင်းတွေရှိတယ်လို့လူဆိုးတွေလည်းရှိတယ်လေလူကောင်းတွေဟာကောင်းတဲ့အရာကိုလုပ်ကြပြီးလူဆိုးတွေကမကောင်းတဲ့အရာတွေကိုလုပ်ကြတယ်ငါကတော့လူကောင်းတွေတဲကတယောက်ဖြစ်ရမယ်လို့ဆုံးဖြတ်ထားလို့ပါလို့ပြန်ပြောလိုက်တယ်ဒါပြနှစ်ယောက်ကစပရင်ရဲ့အဖြေကိုအံ့ဩသွားကြတယ်စပရင်ကဒါပြတွေကိုငါကဝေးကွာကျဲပြောတဲ့နေရာကိုသွားခဲ့ပြီးပြီ ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေကိုလည်းတွေ့ကြုံခဲ့ပြီးပီကောင်းနေဆိုတဲ့ပိုရက်ပြိုတဲ့လူမျိုးမျိုးနဲ့ငါတွေ့ခဲ့ပြီးပြီးငါကစိုးတဲ့အရာမျိုးတွေကိုကြုံတွေ့ခဲ့ရပေမဲ့ကောင်းတဲ့အရာတွေကိုပဲလုပ်ဖို့အငြင်းကြိုးစားမှာပဲလို့ပြောခဲ့တယ်။စပရင်ကပြုံးရင်ဓာပြတွေကိုပေါင်မုံတွေပေးလိုက်တယ်ပြီးတော့စပရင်ကဒီနေ့ငါပြောခဲ့တာတွေကအခြားသူတွေကိုဒုက္ခမပေးဘဲအသက်ရှင်ဖို့နီးလန့်တဲ့အမြဲတည်းဆိုတာမင်းတို့သိဖို့ကူညီလိုက်မယ်လို့ပြောပြီးထွက်ခွာသွားတော့တယ်။